ရှိတော့ငါညီတို့ရဲ့မတို့လည်းမင်းတို့မတို့စဉ်းစားချင်းတော့တူတယ်ကွာတိုင်းပြည်ကိုတိဆောက်နေတဲ့កောင်းနေတဲ့မင်းတို့နဲ့တော့နည်းနည်းကွာတော့မင်းတို့တော့ဟိုငါတို့ကယ်လို့ရရင်ကယ်မယ်ကွာကယ်လို့မရရင်တော့ပြစ်ရမှာပဲဒါမင်းတို့ရွေးတဲ့လမ်းပဲညီလေးတို့သိလားမင်းတို့လည်းငါတို့တွေ့ပြစ်တာပြစ်အေးငါတို့အဲ့လိုအိမ်ချက်ချင်းချင်းတိုက်ခိုင်းရတဲ့ဘဝတွေဘာဖြစ်လို့လဲစောင်းအောင်တော့မရှိလို့စောင်းအောင်တော့နဲလို့ကြောက်လို့ကြောက်ပြီးတော့မှကိုအသက်ရှူလို့ရသလောက်ခိုးခိုးရှူတော့ဆိုလို့အသက်ရှူလို့မရတော့ ါဒါမင်းတို့ပတ်စရည်ဘွားရန်ကုန်မှာနေပြီးမင်းတို့ပျော်နေတယ်အေးမင်းတို့ဖမ်းမခံရခင်တော့ပျော်နေတာဗောအေးမင်းတို့ပတ်စပေါ်တာဆွဲခံပြီးတဲ့နောက်စစ်မှုထမ်းပါပြီးတဲ့နောက်ကျရင်မင်းတို့ဘွားတွေပျော်ရအောင်မလားဆိုတာငါတို့ကြည့်မှာဗောနေလားအဲ့တော့ပြပကျင်တာကိုလွတ်ယုံတာတော့ဟုတ်တယ်ကိုလွတ်ယုံတာလဲကြည်ယုံဒီမိုကရေစီဆိုတာဝိုင်းဝန်းတည်ဆောက်ရတာဖြစ်တယ်ကိုကြောက်သူသူတပါအနောက်ရှက်မဖြစ်စေတာဒီမိုကရေစီတွေကတစ်ချက်ဖြစ်တယ်အဲ့တော့မင်းတို့ပါစာတွေကြောက်တိုင်းပြည်ကိုတည်ဆောက်နေတယ်မင်းတို့ အဲ့တော့ကျွန်တော်တို့ဆက်ပြောရမယ်ဆိုရန်သူကနော်ပါစာအင်အားများနေလို့ကျွန်တော်တို့ကိုထိုးစစ်ဆင်နေတာဖြစ်တယ်သူများသားသမီးတွေကျွန်တော်တို့လိုဆင်းရဲသားဘဝသားသမီးတွေရဲ့ဘဝကိုနော်ချနှင်းပြီးတော့မှသူတို့ရဲ့ချမ်းသာတဲ့လူလူဒန်းစားတွေရဲ့ဘဝကိုကာကွယ်နေတာစစ်တပ်ကဖြစ်တယ်စစ်တပ်တွေတက်မတော်ရဲ့စစ်တပ်တွေမဟုတ်တော့ပါဘူးအာနာရှင်လူတစုနဲ့ချမ်းသာတဲ့လူတစုရဲ့အသက်ကိုကာကွယ်ဖို့အတွက်နော်ကျွန်တော်တို့အောက်ခြေဆင်းရဲသားတွေအချင်းချင်း အောက်ခြေလူရန်သားတွေအချင်းချင်းပြန်တိုက်ခိုင်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့ပါစတွေကိုရှောင်ပါနောက်တစ်ခုကကျတော့ကျွန်တော်တို့တံမိုးရှိတဲ့ဒီညီတွေရဲ့မြေပြင်တိုက်ခိုက်ရေးအဖွဲ့တွေကိုကာကွယ်နိုင်ဖို့ဆိုတာနီးပညာအခေယာကြပါတယ်အဲ့တော့ဤပညာအားဖြင့်ကျွန်တော်တို့ရန်သူကိုနှိမ်နင်းနိုင်ဖို့အတွက်ကျွန်တော်တို့ဒုံးစည်းတရားမှာပါဝင်ပေးဖို့လိုတယ်။မဟုတ်လို့ရှိလို့ရှိရင်တော့အဲရန်သူကဒီပါစာအင်အားများတာနဲ့ကျွန်တော်တို့ကလည်းဤပညာအားနဲ့ချက်ရှိတယ်ဆိုရင်ကျွန်တော်တို့မလိုအပ်ဖက်နဲ့ကျွန်တော်တို့ညီလေးတွေဟိုတိုင်းပြည်ကိုတိဆောက်ရှင်တဲ့လူတွေ ကိုကျိုးစိုးနဲ့လူတွေဇာရိတာကောင်းတဲ့သူတွေနဲ့နာသွားဖို့ရှိတယ်အဲ့တော့ပြည်သူလူထုအနေနဲ့ဒီတန်ဖိုးရှိတဲ့လူတွေဒီနိုင်ငံကိုတစ်ချိန်မှာဥဆောင်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့အကျွေလွတ်နည်းနိုင်သမျှနည်းအောင်ဤပညာကိုပံ့ပိုးပေးကြပါအဲ့တော့ဤပညာအဖြစ်ကျွန်တော်တို့တိုက်ခိုက်မဲ့ဒုံးစည်းတရားကမ်ပိန်းကိုပါဝင်ပေးကြဖို့ကျွန်တော်တိုက်တွန်းတယ်။ဘာဖြစ်လို့လဲကျွန်တော်တို့ဤပညာအဖြစ်ရန်သူကိုတိုက်ခိုက်မယ်။ဤပညာအဖြစ်ရန်သူကိုချွေစစ်ဆင်မယ်။အဲ့တော့တန်ဖိုးရှိတဲ့သူတွေဒီနောက်တစ်ချိန်နိုင်ငံတည်ဆောက်တဲ့နေရာမှာအသုံးပြုဖို့ဖြစ်တဲ့အတွက်ကြောင့်မို့ အဲကျွန်တော်တို့ညီတွေထိခိုက်တာကိုကျွန်တော်တို့ကတော်လန်ရေးဆိုတော့နော်တနက်နဲ့ပြစ်ကြတာဆိုတဲ့ကြောင့်မို့ထိခိုက်တာတော့ရှိတာပေါ့ဒါပေမဲ့ထိခိုက်မှုနည်းနိုင်သမျှနည်းအောင်ဘာဖြစ်လို့လဲနောက်တစ်ချိန်မှာဒီဇာရိတာကောင်းတဲ့လူငယ်တွေကတိုင်းပြည်ကိုဥဆောင်တဲ့အခါအများကြီးဖွံ့ဖြိုးတိုးတက်နိုင်တာဖြစ်တဲ့ကြောင့်မို့ဒီလူတွေကိုအထိခိုက်မခံချင်လို့ဤပညာကိုများများသုံးမှဖြစ်တဲ့ကြောင့်မို့ဒုံးစည်းတရားကမ်ပိန်းကိုပါဝင်ပေးဖို့ကျွန်တော်နှိုးဆော်တိုက်တွန်းပါတယ်ဖြစ်ဖြစ်ပါတယ်ဗျ အဲ့တော့ကျွန်တော်ဒီနေ့ပြောခြင်းတဲ့အကြောင်းကျွန်တော်ပြောပါပြီးကျွန်တော်တို့ဒီခြွေစစ်ဆင်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ခံစစ်ရှင်ခြွေစစ်ဆင်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ရန်သူကနေရာတွေပါသွားတဲ့အခါစိတ်တက်မကြဘူးကျွန်တော်ပြောခြင်းတယ်နောက်တစ်ခုကကျတော့ပါစတွေမိဘပါစမိဘတွေအနေနဲ့ ်ခင်ဗျားတို့တာသမီရဲ့စစ်မှုထမ်းထဲမှာပါပြီဆိုရင်တက်နိုင်သမျှရှောင်ဖို့လုပ်ပါသင်္ကြန်ကုန်းကိုသွားတဲ့တေလန်းဖြစ်တယ်နောက်တစ်ခုကကျတော့ဒီမိုကရေစီအနည်းရခင်ဗျားတို့လည်းစင်ရသာကျုပ်တို့လည်းစင်ရသာကျုပ်တို့ကတော့ခင်ဗျားတို့လွတ်မြောက်အောင်ကျုပ်တို့လွတ်မြောက်အောင်နိုင်ငံတစ်ခုကိုတည်ဆောက်နေတဲ့ချိန်မှာခင်ဗျားတို့ကကိုယ့်အတားကြောင့်နိုင်ငံတော်ကိုဖျက်နေတယ်ဆိုတဲ့အပြုမူမူမဖြစ်ပါစေနဲ့နောက်တစ်ခုကကျတော့တိတ်တိတ်လေးထွက်သွားတဲ့သူတွေရတယ်ကိုတိတ်တိတ်လေးထွက်သွားသလိုတိတ်တိတ်လေးပဲနေပါအားမချောင်ပါနဲ့အဲဒါတွေပြောခြင်းနဲ့အဲ့တော့ကျွန်တော်တို့ဘာလုပ်နေလဲဆိုတာကျွန်တော်တို့သိတယ်အဲ့တော့အဝေးရောက်ပြွာမှုတွေအနေနဲ့လည်း အရန်တက်သည့်နားနယ်တွေဆိုရင်မြေပြင်မှာလာပြီးတော့တိုက်ရိုက်လာရောက်ကုတ်ကဲပါအဝေးရောက်ပြူဝမှုတွေအကုန်လုံးအဝေးရောက်လာကုတ်ကဲရင်တော့အဝေးရောက်သူအားလုံးကုတ်ကဲခြင်းလီးကိုပဲကုတ်လို့ရမယ်ဆိုတော့ပြောချင်ပါတယ်အားလုံးမင်္ဂလာပါနောက်တစ်ခုကကျတော့ရုပ်ဝတ္ထုပစ္စည်းရှားပါမှုရဲ့ဒဏ်ကြောင့်ရုပ်ဝတ္ထုပစ္စည်းကိုအထင်ကြီးပြီးဟိုလူကဟိုဟာဝယ်လားဒီလူကဒီဟာဝယ်လားဆိုတော့တင်ငယ်စိတ်နဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေမစင်းစားပါနဲ့နော်ဟိုကိုကလည်းဆောက်လို့လည်းမလုပ်ချင်ဘူးရုပ်ဝတ္ထုပစ္စည်းတွေပေါ့ပေါ့ပဲပဲလေးတုံးကျင်နေဆိုရင်တော့ မွေးရပါကိုပစ္စည်းနဲ့ကိုရိုးရိုးသားသားဖာခန်စားပါလို့အဲပြောချင်ပါတယ်ပေါ့နော်အားလုံးကျမ်းမာကြပါသည်ကျွန်တော်တို့မြန်မာပြည်လည်းအမြန်ဆုံးကျွန်တော်တို့ဖြစ်ချင်သောလူလူမျှော်လင့်သောပွဲစည်းပုံခြေခံဥပဒေသင့်တဲ့အညီလူလူတူတူနေနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်အားလုံးကာရဝါပါ